ကဘာတို့ချန်ပီယံကြီးတွေဘူဂီတိုင်းကြီးဈာထဲမှာအရှုံးနဲ့ယင်ဆိုင်ရနိုင်တယ်လို့ထင်ကြီးပီးတင်ခံနေရတဲ့ဂျော့ရှွာပဲ။အားလုံးပဲမင်္ဂလာပါ။ Marshe Academy Channel ကနေပြည်သက်အားလုံးကိုချုံးဆိုပါတယ်ခင်ဗျာ။ကျွန်တော်တို့ Marshe Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့ promotion တွေကထူးခြားတဲ့အကြောင်းအရာတွေမြန်မာ fighter တွေရဲ့ training တွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုပါ။ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ညီကိုရင်းနေတဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်က video မစခင်မှာတောင်းဆိုပြရစေခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုပြောချင်တာကတော့ကျွန်တော်တို့ chain fighter လေး Joshua Van ကိုကမ္ဘာကျော်ချန်ပီယံကြီးတွေအပါဝင်ဘော်ဂီတိုင်းတွေကတော့အရှုံးနဲ့ရင်ဆိုင်ရနိုင်တယ်လို့သတ်မှတ်နေကြတဲ့အကြောင်းအရာလေးကိုကျွန်တော်ကပြောချင်တာပါ။ ျွန်တော်တို့ချင်းဖိုက်တာလေးရဲ့ပွဲကိုကြည့်ရဖို့ကလည်းတပတ်ပဲလိုတော့တယ်အခုလိုအချိန်မျိုးမှာကျွန်တော်တို့ချင်းဖိုက်တာလေးက training camp တွေအားလုံးလည်းပြီးသွားပြီဝိတ်ချတဲ့အပိုင်းတွေကိုလည်းတိတ်ချလှုပ်ဆောင်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်တစ်ဖက်ကပန်တိုဂျာကလည်း training တွေအားလုံးပြီးသွားပြီသူကလည်းလက်ရှိမှာဝိတ်ချတဲ့အပိုင်းကိုပဲဒီဇိုင်းမမလုပ်နေတယ်ပွဲအတွက်က fighter ညာလုံးကအကောင်းဆုံး training camp တွေနဲ့လှုပ်ခဲ့ကြပြီလို့ပြောထားတယ် ဒီလိုအခင်းချင်းမျိုးမှာပွဲရလေတအားနီးလာတဲ့အချိန်မှာကဘာကျော်ချန်ပီယံကြီးတွေပိုဂီတိုင်တွေကလည်းပုံစံပေါင်းစုံနေတဲ့ဒီပွဲတွေကိုသုံးသက်ချက်တွေပြုလုပ်လာကြတယ်။ပထမအဦးဆုံးပြောချင်တာကတော့ကဘာကျော်ချန်ပီယံကြီးတွေကဒီပွဲကိုသုံးသက်လာတဲ့အကြောင်းလေးကိုကျွန်တော်ကပြောချင်တာပါ။ MMA လောကရဲ့ဂုံးဖိုင်တဲ့တယောက်ဖြစ်တဲ့ဒီမီထရက်ဂျွန်ဆန်ကတော့ဒီပွဲမှာပန်တိုဂျာကဆွမ်းဆောင်အပြင်တအားကောင်းတဲ့ဖိုင်တာခေတဲ့ဖိုင်တာ လုံးဝမဟုတ်ဘူးဒါပေမဲ့ န်ကလည်းလုံးဝ short တွက်လို့ရတဲ့ fighter မဟုတ်ဘူးသို့ပေမဲ့သူ့အနေနဲ့တော့ပန်တိုဂျာကိုမလွန်ဆန်နိုင်ဘူးပန်တိုဂျာပဲနိုင်သွားမယ်လို့ထင်တယ်ဆိုပြီးတော့မှ DJ ကတော့ပြောသွားတယ် DJ ကတော့ဒီလိုမျိုးပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်မကြသေးခင်ကမှ Joshua Van နဲ့ထိုးသွက်သွားတဲ့ Brandon Rive Brandon Rive ကဗျာ Joshua Van နဲ့လည်းထိုးဘူးတယ်ပန်တိုဂျာနဲ့လည်းထိုးဘူးတယ် အဲ့ဒီ fighter နဲ့အလုံးကို brand rival ကရှုံးထားတယ်ဒီ fighter ကကျတော့အခုထိုးမဲ့ fan နဲ့ pandu ကြတို့နှစ်ယောက်လုံးရဲ့အချောင်းကိုဗျအတွင်းကြကြသိတဲ့ fighter ဒါကြောင့်မလို့ तू ကဒီအချောင်းနေနဲ့ပတ်သက်ပြီး तू ကဆွဲထုတ်ပြောသွားတယ် brand rival ကတော့ joshua van နဲ့ pandu ကြတို့ရဲ့ပွဲနဲ့ပတ်သက်ပြီး तू ရဲ့အမြင်တွေကိုအခုလိုမျိုးပြောသွားပါတယ် ဂျောရှွာမန်နိုင်ရင်တော့နောက်ပိုင်းအခြေအနေမှာနိုင်ရတာမျိုးကဖြစ်နိုင်ကြီးများပါတယ်။ဖန်ရဲ့ကစားပုံကအရင်ကိုလှင်မြင်နေပါဝါကလည်းတကယ်ကိုကောင်းနေဘော်ဒီရှော့ထိုးရတွေကလည်းတကယ်ကိုတတ်ရက်တယ်။သူ့ရဲ့ဘော်ဒီရှော့တွေကတကယ်ကိုမစားတာပါဘူး။ပန်တိုဂျာရဲ့နာမည်ပြောင်ကလည်းကာနီဗယ်ဆိုတဲ့နာမည်ပါ။ဒီနာမည်ရလာတာကလည်းအလကားမဟုတ်ပါဘူး။ဒါကြောင့်ဒီပွဲမှာဂျောရှွာဗန်အနေနဲ့ရုန်းခံရမယ်လို့ကျွန်တော်ကမြင်တယ်။ပန်တိုဂျာပဲဒီပွဲမှာစားသွားမယ်လို့ကျွန်တော်ကတော့ပြောချင်တယ်။ဒါပေမဲ့ဂျောရှွာဗန်ကိုလုံးဝ short တာမျိုးမဟုတ်ပါဘူး။ အမှားကင်းကင်းနဲ့စောတဲ့ fire ကနိုင်မွေးရမယ်လို့ထင်ပါတယ်။ပန်ဒိုဂျာဘက်ကနေရက်တီထားပါတယ်ဆိုပြီးတော့ပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေးရတယ်။ Brandon Rime ကတော့ပန်ဒိုဂျာဘက်ကနေရက်တီသွားတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကတွေးရပါတယ်။ဒါဆိုရင်နောက်ထပ် fire တယောက်ရဲ့ပြောတဲ့အကြောင်းလေးကိုလေ့လာသုံးသပ်ကြည့်အောင်။နောက်ထပ်ပြောတဲ့ fire ကတော့ Kamaru Usman ပါ။ welterweight တန်းရဲ့ gold fighter ကြီး UFC ရဲ့ gold fighter လို့ပြောလို့ရတဲ့ Kamaru Usman ကြီးကတော့သူ့အနေနဲ့ဒီပွဲမှာ ပန်တိုဂျာကလည်းလုံးဝမခေတဲ့ဖိုင်တာဂျောရှွာဘန်ကလည်းအချိန်ဟုန်ပြင်းပြင်းနဲ့ထိုးတက်လာတဲ့လူငယ်ဖိုင်တာလေးဖြစ်တယ်။ဒါကြောင့်မလို့အခင်းချင်းကဘာမဆိုဖြစ်သွားနိုင်လဲ။ပန်တိုဂျာကလည်းရှော့တွက်လို့မရတော့တော့မှန်တယ်။ဒါပေမဲ့ဖန်ကိုသူကယင်ဆိုင်နိုင်မှာမလား။ဖန်ရဲ့မြင့်မြန်မှုတွေတွက်လက်မှုတွေနဲ့ဖန်ရဲ့အချိန်ဟုန်ကောင်းကောင်းနဲ့တက်လာတဲ့အရာကိုရိုက်ချပြနိုင်မှာမလားဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကြောင့်မလို့ဘဲဖိုင်တာက နိုင်မလဲဆိုတာပြောရခက်တယ်။အမှားကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန်ကစားနိုင်တဲ့ fighter fight and two ကောင်းကောင်းနဲ့ကစားတဲ့ fighter ကနိုင်မယ်ဆိုပြီးတော့ကာမာရူဥစမန်ကပြောသွားတယ်။အနွေ fighter ကြီးတွေကတော့ဒီလိုမျိုးသုံးသက်ကြတယ်။ပြီးတော့နောက်ထပ်ပြောလာတဲ့ fighter ကတော့ Joshua Van ကိုအနိုင်ယူထားပူးတဲ့ခြားဂျွန်ဆန်ဖြစ်ပါတယ်။ UFC မှာ Joshua Van တပွဲတည်းသောရှုံးမွဲကိုခြားဂျွန်ဆန်နဲ့တွေ့မှဂျုံတွေ့ခဲ့တယ်။ခြားဂျွန်ဆန်ကလည်းရှာရှာပပ Joshua Van ကိုနိုင်ယူထားတဲ့ UFC ကပထမဦးဆုံး fighter ဖြစ်ပါတယ်။ဒီ fighter ကကြတော့ Joshua Van ရဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုပြောသွားလဲဆိုတော့ ကျွန်တော်ဒီတစ်ပတ်မှာဖန်ရဲ့ပွဲတွေနဲ့ပန်ထိုချာရဲ့ပွဲတွေအကုန်လုံးကိုကျွန်တော်ကြည့်ပစ်ခဲ့တယ်။သူတို့နှစ်ယောက်လုံးက Brandon Rivel နဲ့ထိုးသက်ထားတာမျိုးကိုကျွန်တော်ကတွေးရတယ်။ဒီပွဲမှာဘလို့အခင်းချင်းဖြစ်နိုင်လဲဆိုတော့ကျွန်တော်ယုံကြည်တာတစ်ခုကတော့အကယ်၍များ Joshua Van ကသာတိတ်တောင်းမပေးရရင်ကွင်းလယ်မှာပဲဆက်ထိန်လာပြီး striking mind နဲ့ပဲရှင်ဖြုတ်မယ်ဆိုတော့ Joshua Van အတွက်အေးစစင်းနိုင်မပွဲလို့ကျွန်တော်ကတော့မြင်နေ။အကယ်၍များ Pantoja ရဲ့ ground game mind နဲ့ Pantoja ရဲ့အားသာတဲ့ခွင်းနဲ့ဝင်သွားရင်တော့ Joshua Van လည်းမစားတာဘူး။ Joshua Van အနေနဲ့ ော်တော်လေးကိုရုံးခံရပြီးရှုံးသွားမယ်လို့ကျွန်တော်ကထင်ပါတယ်ဆိုပြီးတော့ပြောသွားတယ်။ချားဂျွန်ဆန်ကဒီလိုမျိုးပြောသွားတာဖြစ်ပါတယ်။အခုဆိုရင်ဂျိုရှွာဘန်ရဲ့ပွဲကိုထိတဲ့နာမည်ကျော်ဖိုင်တာတွေကလည်းဒီလိုမျိုးတွေသုံးသက်လာကြတယ်။ဘန်နဲ့ထိုးခဲ့ပူတဲ့ဖိုင်တာတွေရောပန်တူဂျာနဲ့ထိုးခဲ့ပူတဲ့ဖိုင်တာတွေကရောပုံစံပေါင်းစုံနဲ့သုံးသက်ကြတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဒီလိုသုံးသက်တဲ့အခါမှာသူတို့စီမှာတစ်ခုအမြဲတူညီနေတာတစ်ခုကတော့သူတို့အနေနဲ့ဂျိုရှွာဘန်ကိုလေလုံးဝရှုံးမယ်လို့မပြောရသလိုပန်တူဂျာကိုလည်း ကိုတိနိုင်မယ်လို့သူတို့ကပြောရတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့တယောက်က striking မိုင်းမှာတားအောင်နေတယောက်က ground game မိုင်းမှာတားအောင်နေပြီးတော့ fan ရဲ့ take down defense ကလည်းလုံးဝ short တွက်လို့မရတဲ့အနေအထားဖြစ်နေတော့ဒါကိုကြည့်ပြီးသူတို့ကဒီလိုမျိုးတွက်ဆတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ team ကိုစကြပါနောက်ဆုံးကျွန်တော်တို့ပွဲကိုဒီဒီတက်တက်ထပ်ပြီးသုံးသက်ရအောင်ပါ Joshua မဲ့နောက်ဆုံးထိုးသက်ခဲ့တဲ့သုံးပွဲနဲ့ Pantoja နောက်ဆုံးထိုးသက်ခဲ့တဲ့သုံးပွဲကိုကျွန်တော်တို့လည်းရှင်ကြည့်ရအောင် ကျွန်တော်တို့ချင်းဖိုင်တာတွေနောက်ဆုံးထိုးခဲ့တဲ့၃ပွဲကိုရှင်းကြည့်မယ်။နောက်ဆုံးထိုးတက်ခဲ့တဲ့၃ပွဲမှာဆိုရင်ကျွန်တော်တို့ချင်းဖိုင်တာလေးကဂျပန်ဖိုင်တာရေးဆူရီယာနဲ့မတ်လ2025ခုနှစ်မှာထိုးခဲ့တယ်။ပြီးတော့အဲ့ဒီပွဲမှာကျွန်တော်တို့ချင်းဖိုင်တာလေးကဂျပန်ဖိုင်တာရေးဆူရီယာကိုတိတ်တောင်းဒီဖ ens တွေကောင်းကောင်းလုပ်နိုင်ပြီးတော့အနိုင်ပြနိုင်ခဲ့တယ်၊ဒိုင်ဆုံးပြနေနိုင်ခဲ့တယ်။ဒီဂျပန်ဖိုင်တာရေးဆူရီယာပြရှုံးမွေးမရှိဖိုင်တာပြီးတော့ ground game မှာတအားကောင်းတယ်ဂျူရို သူတို့တွေလုတ်ပြီးတော့မှ submission ဘိုင်းကိုအရန်ကောင်းတဲ့ fighter အဲ့ဒီ fighter ရဲ့ take down တွေတော့မှ fan တသက်ရကာကွယ်ပြီးတော့အကောင်းဆုံးပုံစံနဲ့ထိုးပြီးတော့မှနိုင်ဝဲရခဲ့တယ်။ဒါကတပွဲ။ပြီးတော့နောက်တစ်ပွဲကချွန်လာမှာထိုးခဲ့တဲ့ Bruno Silva နဲ့ပွဲ။အဲ့ဒီပွဲမှာဆိုလဲ Bruno Silva ကလင်းထုပ်ပါဝါရှိတယ်။လုံးတူတောက်တူ fighter ဗျာ။အဲ့ဒီလိုမျိုး fighter ကို Joshua Van ကအကောင်းဆုံးပုံစံနဲ့ထိုးပြတယ်ဗျာ။တပတ်ပြိုင်မှာ fighter စုပြက်နေအောင်ထိုးပြီးတော့တတိယအချိန်မှာအလဲထိုးလိုက်တယ်။ဒီပွဲ။ပြီးတော့နောက်ဆုံးပွဲကတော့အားလုံးသိတယ်။ အဲ့ခြွန်လာတယ်မှာပဲနောက်တစ်ပွဲထပ်ထိုးရတယ် number 1 contender နေရာက Brandon Rive နဲ့ပွဲ Brandon Rive နဲ့ပွဲမှာလေသူစားထိုးဝင်စားတာဗျမာနေကကနှုတ်ထွက်သွားလို့သူကဝင်ပြီးထိုးပြီးတာအဲ့ဒီအချိန်မှာလေ short notice နဲ့ထိုးပေးပြီးမဲ့ number 1 contender နေရာက fighter ကိုဗျာလုံးဝမထင်မှတ်ထားတဲ့ပုံစံတွေနဲ့ရှည်ကျမ်းပြသွားတာဒီပွဲကလည်းတကယ်ကိုစံချိန်တင်ပွဲတစ်ပွဲကိုဖြစ်သွားခဲ့တယ်တကယ်ကိုကျမ်းလို့နေလုံးဝ striking mind နဲ့ပဲရှည်ထုတ်ကြတဲ့ပွဲအဲ့ဒီပွဲမှာကျွန်တော်တို့ champ fighter လေးကနိုင်သွား အခုချန်ပီယံခပ်လူခွင့်ရှားသွားတယ်အခုပန်ဒိုဂျာနဲ့တွေ့ရတော့ဂျောရှွာမန်နောက်ဆုံးထိုးသွက်ခဲ့တဲ့သုံးပွဲစတဲ့ကဗျာတက်ရှ်ကိုပုံနဲ့နေပဲတကယ်ကိုခက်ခဲတဲ့ပြိုင်ဘက်တွေပဲရေးစုရီယာဆိုတာလည်းရှုံးမွေးမရှိဖိုက်တာဘရူနိုဆေးဝါဆိုတာကလည်းဖလိုင်းဝေတန်မှာတကယ်ကိုကောင်းတဲ့ဖိုက်တာဗျာရန်ကင်းကလည်းအဲ့ဒီရောဆိုဂျောရှွာမန်ထက်တော့မြင့်တယ်ပြီးတော့ဘရန်နန်ရိုက်ပဲနံပါတ်1ကွန်တန်တန်နေရဖိုက်တာရှော့နိုတစ်နဲ့ NIUB ထိုးတာဗျာစင်လာကြည့်လိုက်ရင်တကယ်ကိုမှဂျောရှွာမန်ရဲ့စွမ်းဆောင်ရည်ကကြောက်ခမန်းဒီလီဆိုတာကျွန်တော်တို့ကဒီပွဲတွေကနေမြင်နေ ဒါဆိုရင်ပန်ဒိုဂျာရဲ့နောက်ဆုံးထုတ်သက်ခဲ့တဲ့သုံးပွဲဆက်တိုက်ကိုကျွန်တော်တို့ကြည့်အောင်ပါပန်ဒိုဂျာက2024ခုနှစ်မှာနှစ်ပွဲထိုးခဲ့တယ်2025မှာတစ်ပွဲထိုးတာလေသူနောက်ဆုံးထိုးသက်ခဲ့တဲ့သုံးပွဲဆက်တိုက်ကတစ်ပွဲကစတီအာဆေးနဲ့တွေ့ခဲ့တာဗျတီအာဆေးကလည်း UFC မှာသုံးပွဲမထိုးအပ်သေးတယ်သုံးပွဲလုံးနိုင်သွားတယ်နဲ့ပန်ဒိုဂျာနဲ့ချန်ပီယံခပ်လူကွင်ပေးလိုက်တယ်အဲ့ဒီအချိန်ကလည်းဘလို့လဲဆိုတော့ဗျာသူတို့မှာကဘရာဇီးမှာကျင်းပမဲ့ပွဲမှာပန်ဒိုဂျာနဲ့ထိုးပြိုင်မဲ့လိုချင်တယ်ဒါမဲ့ ဖိပန်းဖိုက်တာတွေကသူတို့ရှာလို့မရဘူးရှာလို့မရဘူးအကုန်လုံးလည်းပွဲတွေဖြစ်တာတိုင်းနဲ့ဒဏ်ရာပြဿနာကြီးရှိနေတာနဲ့အဲ့ဒီလိုအချိန်မှာ Steel RC ကိုသူတို့ကအခွင့်အရေးပေးလိုက်တယ် Steel RC ကအဲ့တုန်းကဆိုများ Running ကတော်တော်ရွံ့နေတဲ့အနေထားချန်ပီယံလူခွင့်ရှာသွားတယ်အဲ့ဒီပွဲမှာပန်တိုဂျာကဒိုင်ဆုံးပြတ်နဲ့နိုင်သွားတယ်နောက်တစ်ပွဲနောက်တစ်ပွဲကကျတော့ကိုင်အဆာကူရာနဲ့တွေ့ခဲ့တဲ့ပွဲ Japan Fighter ကိုင်အဆာကူရာဗျအခုမှ UFC ကိုဆက်ဆက်ရောက်ချင်းမှာပဲ UFC က ပန်တိုချာနဲ့ပွဲတည်ပေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီဂျပန်ဖိုက်တာကမျောလင်းလို့ရမလား။သူတို့ကဂျပန်ဈေးကွက်ကိုစိုးမိုးကျင်တဲ့အတွက်ကြောင့်ဘလို့ဒီဖိုက်တာနဲ့တည်ပေးလိုက်တယ်။ဒါပေမဲ့ထင်သားသလိုမလုပ်ပြနိုင်ဘူး။ဒုတိယအချိန်မှာပဲချုပ်ကွက်နဲ့ရီယန်နဂစ်ချုံနဲ့ရှုံးသွား။နောက်တစ်ပွဲကကျတော့ကင်ကာရာဖရန့်စ်နဲ့ပွဲ။ဒါကဂျော့ရှွာဗန်ထိုးခဲ့တဲ့ US 317ဘရန်နန်ရိုင်ဗယ်နဲ့ထိုးခဲ့တဲ့ပွဲမှာပဲဒီပွဲကကိုမင်းနီယာကနေပေါဝင်ထိုးတက်ခဲ့ကြတယ်။ဒီပွဲမှာဆိုရင်ပန်တိုချာကကင်ကာရာဖရန့်စ်ကိုအေးအေးဆေးဆေးပဲတတိယအချိန်မှာချုပ်ကွက်နဲ့ပွဲသိမ်းသွားတယ်။ ကန်ကန်ရဖရန့်ဆိုတာကလေဗျာစတိအားစေးကိုအလဲထိုးပြီးနိုင်သွားတာနဲ့ချက်ချင်းချန်ပီယံလူကွင့်ရသွားတာဒါကြောင့်မလို့ကျွန်တော်တို့ချင်းဖိုက်တာလေးကကြတော့ပေတာသုံးသက်ရရင်တကယ်ကိုခက်ခက်ခဲခဲတက်ရှ်အိုပိုနန့်အနေနဲ့တွေ့ပြီးတော့မှအပေါ်ရောက်လာတာဗျာကျွန်တော်တို့ဒီဘက်ကချန်ပီယံကြီးကကြတော့သူလည်းမကောင်းမို့တကယ်ကောင်းတယ်စွန့်ဆောင်ရအပြင်တအားလက်ဖြတ်ခိုက်ရလောက်ကောင်း ဒါမဲ့သူနဲ့တွေ့ခဲ့တဲ့ပြိုင်ဘက်တွေကသူ့အတွက်တော့အရင်ကြီးခက်ခဲနေတဲ့ပြိုင်ဘက်မျိုးတွေမဟုတ်ဘူးဗျာသူ့ကိုမိကုံရန်ကုန်ကျန်းနိုင်လောက်တဲ့ striker မိုင်းမှလည်းတအားကောင်းနေတဲ့ fire တွေတယောက်မှမပါဘူးဒါကြောင့်မလို့ပွဲကတော့စကဲကိုစိတ်ဝင်စားဖို့ကောင်းတယ် ဂျောရှွာဘင်ရဲ့ striking ဘိုင်းကိုတိတ်တောင်း defense ဘိုင်းကိုကျွန်တော်တို့ကယုံကြည်လို့ရတယ်ဒါကြောင့်မလို့ fan ဘလောက်လုတ်ပြနိုင်မလို့ဆိုတာကျွန်တော်တို့ကကြည့်ရမယ်အကယ်၍များ fan ကတိတ်တောင်း defense ကိုကောင်းကောင်းနဲ့ striking ဘိုင်းမှာလေလုံးဝအကောင်းမွန်ဆုံးပုံစံမြင်နဲ့ထိုးနိုင်ပြီဆိုရင်တော့ဒီပွဲကကျွန်တော်တို့ chain fighter လေး champion ဖြစ်မယ်ပွဲလို့ပဲကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ pantoja ကလည်း short ွက်လို့မရတဲ့ fighter ခဏဝင် fighter ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးပြည်သူစောင့်ကြည့်ကြမယ်ဘလို့တွေဖြစ်လာမလဲဆိုတာတော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာကျွန်တော်တို့စောင့်ကြည့်ကြရမှာဖြစ်ပါတယ် ဒါအပြင်ဂျောရှွာဘန်ကိုအခုလက်ရှိချိန်မှာဖော်ကီတိုင်တွေကကျေးပွင့်ပေးထားတာမျိုးတွေရှိတယ်။ကျေးပွင့်ထားတဲ့နေရာမှာဂျောရှွာဘန်ကိုအောက်ကျ3.1ပေးထားတယ်။ပန်တိုဂျာကိုတော့1.3ပေးထားတယ်။ကျင်းနေထားရတော့ဂျောရှွာဘန်ကလုံးဝရှုံးနိုင်တယ်ဆိုတဲ့ကျေးမျိုးကိုဖောက်ထားပေးတယ်။ဒါမဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးကအရင်ပွဲတွေတော့လည်းဒီလိုမျိုးအန်တာဒေါ့ကနေပဲနိုင်လာတာမျိုးဖြစ်တဲ့တော့ကျွန်တော်တို့ကအရင်ကြီးစိတ်ပူနေစရာမလိုဘူးလို့ကျွန်တော်ကတော့မြင်နေ။ဖိုကီတွေကတော့သူတို့အနေနဲ့နောက်ဆုံးထိုးတက်ခဲ့တဲ့ record တွေနဲ့ဂျောရှွာဘန်ရဲ့အချင်းခုန်တက်လာတဲ့ ပန်တို့ကြားလည်းချန်ပီယံခပတ်တွေကိုအများကြီးကာကွယ်ထားတယ်ဒါကြောင့်မလို့ဒီလိုမျိုး record တွေကိုကြည့်ပြီးတော့ဒီလိုကြေးဖောက်ပေးရတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဘာပဲဖြစ်ကျွန်တော်တို့ fighter လေးကိုယုံကြည်လို့ရတဲ့အကြောင်းကျွန်တော်ကထပ်လောင်းပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပဲပဲကမ္ဘာကျော်ချန်ပီယံကြီးတွေ command chat တွေနဲ့ bookie line ကြီးဖောက်ပေးရတဲ့ joshua ဘင်းအကြောင်းလေးနဲ့ပွဲကိုဒီသေးကြလေးသုံးသပ်ပေးရတာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ။နောက်ဒီမှာလေကျွန်တော်မာရှယ်အကယ်ဒမီ channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training တွေ1 championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မာရှယ်လောကောက်ချိန်နေတဲ့ပြည်သက်တွေအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုတော့ like and subscribe လုပ်ထားဖို့ကျွန်တော်ကတောင်းဆိုပါတယ်ခင်ဗျာ။ပိတ်သားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။